ဒရမာရဲ့စံရင်ကိုကြော်တက်နိုင်ခဲ့တဲ့ Green Hook အလုံးမဲမင်္ဂလာပါခင်ဗျမန်ချက်စတာဖုတ်ဘောဆောင်ကနေကြိုဆိုလိုက်ပါရယ်အတူမရှိရလဲချေရတဲ့သူတယောက်သူ့ဘဝလေးနဲ့သူအဆင်ပြေနေရင်ထပ်တူပျော်ရွှင်ရတာပါပဲမန်ချက်စတာယူနိုက်တက်ပဲတက်တဲ့အတွက်လဲတစ်ချိန်ကတစ်သားစိမ့်လေး Old Trafford ရဲ့အဝေးမှာအဆင်ပြေတောက်ပနေတာကိုမြင်ရတဲ့အခါချင်းနဲ့ပျော်ရွှင်ပေးနေကြပါရယ် United ပဲတက်တွေရဲ့အသေးကြော်လေး Mason Greenwood ဟာပြင်သစ်မြေမှာ Roberto Di Zerbi ရဲ့လမ်းညွှန်မှုနဲ့သူ့ကိုဆွန့်ပြခဲ့သူတို့ကိုနောက်တရစီလောက်မဲ့ခြေစွမ်းတွေပြသပေးနေခဲ့ပါရယ် Greenwood ဟာဒီတစ်ပတ်မှာ twin goal ကိုရရှိခဲ့ပြီး PSG ကစားသမား Osman Dembele ရဲ့ twin goal ုဆန်ချိန်ကိုအမိလိုက်နိုင်ခဲ့ပြီးတဲ့နောက်ဒီဒီယာဒရော့ပါရဲ့ဆန်ချိန်မှတ်တမ်းကိုကျော်တက်နိုင်ခဲ့ပါတယ်။ဂရင်းဝဟာသူ့ရဲ့လီဂူဝမ်ပွဲဥထွက်ရာသီမှာအကောင်းဆုံးခြေစမ်းပြသခဲ့ပြီးအပိတ်ပွဲစဉ်ရန်နက်စ်ကို၄ဂိုး၂ဂိုးနဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်းသွင်းဂိုး၂ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။ဂရင်းဝဟာအခုဆိုရင်လီဂူဝမ်သွင်းဂိုး22ဂိုးထိသွင်းယူနိုင်ခဲ့ပြီး PSG ကျယ်ဖွင့်ဒမ်ဘီလီရဲ့ဆန်ချိန်နောက်ကိုအမိလိုက်နိုင်ခဲ့ပါတယ်။ကစားသမားတွေအားလုံးကသွင်းဂိုး22ဂိုးကိုစီရရှိခဲ့ကြပြီးမြင်လေလီဂူဝမ်ရဲ့ရွှေပနက်စုကတော့ဒမ်ဘီလီကပဲရရှိသွားခဲ့ပါတယ်။လီဂူဝမ်စီမင်းစီကန်တွေအရနှစ်ယောက်သွင်းဂိုးတူနေရင်ပယ်နယ်တီသွင်းဂိုးပိုနေတဲ့ကစားသမားကိုပဲအနိုင်ပေးရပါတယ်။ဂရင်းဝ ကရီးယားဒီမှာပန်နရီသွင်းကိုခုနကကိုသွင်းယူထားပြီးဒမ်မီလီကတကိုးပဲသွင်းယူထားတာကြောင့်ဒမ်မီလီကရွှေပန်းစုကိုရရှိသွားပြီးမြဂရင်းဦးရဲ့အရေးသွေးကလည်းအန်အောလောက်စရာဖြစ်နေပါတယ်။ဂရင်းဦးဟာမာဆေးအတွက်ပွဲဥထွက်ရာဒီမှာ22ကိုသွင်းယူပေးခဲ့ပြီးဒါဟာ21ရာစုမာဆေးကစားသမားတွေတင်ဂိုး20နဲ့အထက်သွင်းယူနိုင်ခဲ့တဲ့စံချိန်တစ်ခုဖြစ်သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ဂရင်းဦးဟာပွဲဥထွက်မှာသွင်းကို20သွင်းယူထားတဲ့ Faben DB Gomez နဲ့စကောကိုသွင်းယူခဲ့တဲ့ Chelsea Gunaway ဟာ DDR Dropper တို့ကိုကျော်လွန်ပြီးဒီစံချိန်ကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းပဲနံပါတ်1နေရာမှာကတော့1962 93ရာသီတုန်းက အပွဲဥထွက်မှာ92ဂိုးသွင်းယူထားတဲ့အာလန်ဘော့ခ်ဆစ်ရှိနေပါသေးတယ်။ပြင်သစ်မှာကောင်းမွန်တဲ့အပွဲဥထွက်ရာသီကိုဖျက်ဆီးနိုင်ခဲ့ပြီးတဲ့နောက်မှာ Mason Greenwood ကိုခေါ်ယူချင်နေတဲ့အသင်းတွေကလည်းဥရောပမှာတန်းစီနေပါတယ်။ Greenwood ကို Barcelona နဲ့ထိပ်တန်းအသင်းကြီးတွေကစောင့်ကြည့်နေကြသလိုအီတလီကလပ်အသင်းတွေကလည်းစောင့်ကြည့်နေကြပါတယ်။တစ်ဖက်မှာတော့ Greenwood အင်္ဂလန်ပြည်တော်ပြန်ခီးအချောင်းကလည်းသတင်းတွေဇက်တိုက်ဆိုသလိုထွက်ပေါ်နေပါတယ်။ Greenwood ကိုအင်္ဂလန်လူအဖွဲ့အစည်းမှပြန်လက်ခံဖို့ဆိုရင်အမျိုးမျိုးသောထိုးနှက်ချက်တွေကိုရင်ဆိုင်ရအောင်မှာဆိုပေမဲ့ Greenwood ကတော့အမိမြေကိုပြန်ဖို့အပြည့်အစုံညှင်းဆန်တာမျိုးမလုပ်ထားကြောင်းလည်းသိရှိရပါတယ်။ Greenwood က Manchester United ရဲ့ Academy အတွက်ကစားသမ လေးဖြစ်ပြီးလူမှုရေးပြဿနာကြောင့်အနားယူနေရတုန်းမှာလေအသင်းဘက်ကတကောတော်လေးချင်းရေးတွေအဆင်ပြေပြေပြုလုပ်နိုင်အောင်ဆောင်ရွက်ပေးခဲ့ပါတယ်။ United ရဲ့ဝင်းမကစားသမားဘွားကိုပြန်လည်စတင်စေနိုင်ဖို့အတွက် United ဘက်က Mason Greenwood ကိုပြီးခဲ့တဲ့ရာသီမှာ Guitar Free အသင်းစီအငားစီလွတ်ခဲ့ပါတယ်။ဒီရာသီမှာတော့ Marseille အသင်းစီပြီးသက်ရောင်းချလိုက်ပေမဲ့အပေးသက်တွေကတော့ Mason Greenwood ပြန်လာမယ့်နေ့ကိုစောင့်မျှော်နေကြတုန်းပါပဲ။ Greenwood ကဘင်ဂိုပါရမီကောင်းတဲ့ကစားသမားလေးတစ်ယောက်ဖြစ်ပြီး United ရဲ့တောင်ပံကစားသမားလိုအပ်ချက်ကိုကွက်တီဖြည့်ဆွန်းပေးနိုင်မယ့်ကစားသမားလေးပါ။ Greenwood ကအသင်းမှာပြန်ကစားနိုင်မယ်ဆိုရင်တော့ Amorin ကအယောင်တက်လာအောင် moment ပေးနိုင်မယ်ဆိုတာလည်းအသေးချပါပဲ ်။ဒါပေမဲ့ဒီနေ့ပိုင်းတွင်မှာတော့ပြန်လာနိုင်မှုမရှိသေးပဲသွေးရေးသွားလောက်မဲ့အချိန်ထိစောင့်ဆိုင်းရဖို့တော့များနေပါဗျ။ Green ကသူ့ကိုခေါ်ယူချင်နေတဲ့အသင်းတွေများပြားနေပေမဲ့လောလောဆယ်မှာတော့အသင်းပြောင်းဖို့အစီအစဉ်ရှိမနေသေးပါဘူး။ Green ရဲ့မာဆေးဟာအဆင့်နဲ့နေရာကနေရာသီသိမ်းခဲ့တာကြောင့်နောက်ရာသီမှာ Champions League ဝင်ရောက်ရှင်ပြန်ရမှာဖြစ်ပြီး Green ကလည်းမာဆေးနဲ့တူဥရောပထိပ်တန်းပြိုင်ပွဲကိုဝင်ရောက်ကစားနိုင်ဖို့စိတ်ရထက်သန်နေပါဗျ။နေရာသီမှာ Green ရဲ့ဆုံးဖြတ်ချက်ပြောင်းလဲသွားမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရပါမယ်။ကျေးဇူးပေးခဲ့တာကျေးဇူးတင်ပါတယ်။